မင်္ဂလာပါရှင်။ Candrawati Time သတင်းဌာနရဲ့အော်တိုဘာလ၈ရက်ပုတ်တခုနေ့ညနေခင်းရုပ်သံသတင်းကိုပြည်လည်တင်ဆက်ပေးပါမယ်။လွိုင်ကော်မြို့ကနမ်ကိုရက်ကွက်မှာအမျိုးသားတူရင်းနှစ်တည်ဆုံခဲ့တဲ့သတင်း Prusoma Sub Commission သက်ရင်ကားတစီကိုတော်လည်ရေးပူပေါင်းတပ်တွေဖျက်ဆီးနိုင်ခဲ့တဲ့သတင်းပေါင်ကြီးတက္ကသိုလ်မှာចောင်းအနှံထားတဲ့ခရနီကအဝေးသေးចောင်းသားတွေလွိုင်ကော်မှာတက်ရောက်ဖြစ်ဆိုရမယ်ဆိုတဲ့အကြောင်း ရင်းနီကလူငယ်တွေကျွမ်းကျင်မှုပညာရက်ရရှိရေးတောင်းဆိုနေတယ်လို့ UNDP ကထုတ်ပြန်လိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။လွိုင်ကုံမြို့ကနမ်ကိုရက်ွက်မှာမနေ့ကအော်တိုဘာလ9ရက်နေ့ည10:00ဝန်းကျင်အချိန်အမျိုးသားတအူရင်းနှစ်တည်ဆုံခဲ့ပါတယ် လူမှုကူညီရေးအသေးကိုညအချိန်မှာအကြောင်းကြားလာတာကြောင့်တွားရောက်ကဲဆဲပေးခဲ့ပေမဲ့အတင်ရောက်ရှိချိန်မှာတော့ယင်းနှစ်သူအမျိုးသားက ဆုံးနေပြီဖြစ်တယ်လို့တာဝန်ရှိသူတူဦးကကန်ထရော့ဝတီတိုင်းကိုပြောပါတယ်ဒီနေ့တေဆုံးခဲ့သူကနမ်ကို ရက်ွက်မှာနေထိုင်သူဖြစ်ပြီးအသက်56နှစ်ရှိပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ3ရက်နေ့ကပဲနမ်ကိုရက်ွက်ထဲကအသက်12နှစ်အရွယ်ကလေးတူဦးလည်းဒီနေ့တေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ရိုင်းကွန်မြို့တွင်ကို ဖြတ်တန်းစီးဆင်းနေတဲ့ဘလူးချောင်းအနီးအနားကနမ်ကိုဒေါ်နိုဂူရှမ်ပိုင်မင်းစုရွှေတောင်စတဲ့ရက်ွက်တွေမှာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကရေကြီးရေရှဲမှုတွေဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောဆိုကြပါတယ်ဒီမွန်ဆိုပရူဆိုပြည်တော်စုလမ်းမကြီးပေါ်မှာတွာလာလှရှားတဲ့စစ်ကော်မရှင်တပ်ရဲ့ရေတန်းတချို့ကို တော်လည်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးစစ်ကားတစီကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်စက်တင်ဘာလနောက်ဆုံးပတ်နဲ့အောက်တိုဘာလပထမပတ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ရဲ့ကားတစီကိုဖျက်ဆီးနိုင်ခဲ့တယ်လို့အဲ့ဒီတိုက်ခိုက်မှုမှာပဲအရာရှိလို့ယူဆရတဲ့စစ်ကော်မရှင်တပ်သားတချို့သေဆုံးခဲ့တယ်လို့အောက်တိုဘာလ6ရက်နေ့မှာ KNDF ကထုတ်ပြန်ထားတာပါပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကတည်းက အစည်းရေ90ကျော်ပါတဲ့စစ်ကောင်စီရင်တန်းဟာဒီမုန်းဆိုကနေပရူဆိုမြို့ကို ရောက်ရှိခဲ့တာပါလက်ရှိမှာတော့ကားရင်တန်းကိုစုဖွဲ့ထားပြီးအမတ်14တန်းမြစ်စစ်လက်ချက်ရင်ကြောင်းကနေပြီးဘောလက်ခဲဖက်ကိုဦးတည်ကစစ်ကြောင်းတို့လှုပ်ရှားမှုရှိနေတယ်လို့ KNTF ကပြောပါတယ် ဒီမော့ဆွေမျိုးနဲ့အတွင်းမှာလည်းထိုးစစ်တွေနေ့စဉ်နဲ့အမျှရှိနေပြီးစစ်ကော်မရှင်ကလက်နေကြီးဒရုန်းတွေအသုံးပြုတိုက်ခိုက်နေတာကြောင့်လူထုတွေအနေနဲ့သတိထားကြဖို့ကို KNDF ကတိုက်တွန်းထားပါတယ်အဝေးသည့်တက္ကသိုလ်အတွက်ရှမ်းပြည်နယ်တောင်ကြီးတက္ကသိုလ်မှာကျောင်းအပ်နေထားတဲ့ဂရင်းနီပြည်ကကျောင်းသူကျောင်းသားတွေ2025ခုနှစ်ပညာသင်နှစ်အတွက်အနီးကပ်တည်တံ့တဲ့စာမေးပွဲကို လွန်ကောတက္ကသိုလ်မှာတက်ရောက်ဖြစ်ဆိုရမယ်လို့စစ်ကော်မရှင်လက်အောက်ခံပညာရေးဝန်ကြီးဌာနကပြောပါတယ်။မြမအလင်းတည်င်းစာကနေအော်တိုဘာလ9ရက်နေ့မှာစစ်ကော်မရှင်ကကြေညာထားတာပါ။လွန်ကောတက္ကသိုလ်ကိုပြက်လဲဖွက်လွတ်တော်မှာဖြစ်ပြီးပြည်내ပြည်ပရောက်ចောင်းသူចောင်းသားတွေကိုပြည်내အတွင်းစာမေးပွဲဖြေဆိုဖို့ညွှန်ကြားထားပါတယ်။2025ပညာသင်နှစ်အတွက်အဝေးသေးចောင်းသားဒုတိယအထုပ်နဲ့တတိယအထုပ်တွေကို အော်တိုဘာလ23ရက်နေ့ကစပြီးရိုင်းကွန်တက်ကတူမှာပြက်လဲတင်ကြားပြီးတော့မှာပါအဝေးသေးဒုတိယတုပ်အနီးကပ်ဒေသကအော်တိုဘာလ23ရက်နေ့ကနေ22ရက်စာမေးပွဲကာလကတော့အော်တိုဘာလ24ရက်နေ့ကနေ30ရက်နေ့အထိဖြစ်တယ်လို့ဆိုပါတယ်အဝေးသေးတတိယအတုပ်အနီးကပ်ဒေသကနိုဝင်ဘာလ3ရက်နေ့ကနေ17ရက်နေ့စာမေးပွဲကာလကတော့နိုဝင်ဘာလ23ရက်နေ့ကနေ23ရက်နေ့အထိဖြစ်ပါတယ် တက်လီလုံးစစ်စေးရဲ့အတွင်မှာထိခိုက်ပျက်စီးမှုရှိခဲ့တဲ့လွိုင်းကော်တက်ကတူကိုနနေ့အတွင်စစ်ကော်မရှင်ကပြလဲပြုတ်ပြင်ပြီးတဲ့နောက်အခုလိုမျိုးကြောင်းပြန်ဖွင့်လိုက်ဖို့လှုံ့ဆော်နေတာပဲဖြစ်ပါတယ်ဂရင်းနီပြည်ကလူငယ်လေးပုံသုံးပုံဟာကျွမ်းကျင်မှုပညာရက်ဖြစ်တဲ့အသက်မွေးဝမ်းကြောင်းဆရာတည်တန်းတွေကိုလိုချင်နေကြတယ်ဆိုပြီးကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ကမနေ့ကအောက်တိုဘာလ9ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ် မြန်မာနိုင်ငံတဝမ်းလူငယ်90ရာခိုင်နှုန်းကအသက်မွေးဝမ်းကြောင်းဆာယာတည်တန်းတွေကိုလိုအပ်နေတယ်လို့လည်း UNDP ကပြောထားတာပါ UNDP ရဲ့အစီရင်ခံစာမှာတော့ပဋိပက္ခကာလအတွင်းဂရင်းနီကလူငယ်ဥယေထက်ဝက်ကျော်ဟာအလုတ်လက်မဲ့ဖြစ်နေတယ်လို့ဆိုထားပါတယ်အဲ့ဒီထဲမှာတော့လူငယ်အမျိုးသမီးတွေကအလုတ်လက်မဲ့နှုံကိုပူပြီးရင်ဆိုင်နေရတယ်လို့ပြောထားပါတယ် ထိုင်းအစိုးရကနေဆက်ဒုက္ခသည်တွေကိုတရံဝေအလလောက်ခွင့်ပေးမယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာတော့ပြပထွက်ခွာဖို့ကြိုးစားလာတဲ့ဂရီနီက လူငယ်တွေပိုများလာတယ်လို့လည်းသိရပါဗျ။ Controversy Time ရဲ့ညနေခင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးရန်အပေါင်းကကင်ဝေးကြပါစေ။ကျမမွန်ညာမှာပါ။